အားလုံးပဲမင်္ဂလာပါ။ Hammy Holiday Channel လေးအနေနဲ့ကြိုဆိုပါရစေ။ Channel လေးကိုဝင်ရောက်ကြည့်ရှုသူတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။အခုဒီကတ်ထဲတဲ့အိတ်ကလေးမဆိုင်ပေါက်စလေးတွေထိုးဖို့အတွက်ဆိုလို့ရှိရင်ဒီဟာလေးတော့က pipeline ချီလေး2ရောင်ရယ်ပြီးတော့ကလစ်ကလေးရယ်လက်ချုပ်အပ်ရယ်ကက်ကြီးရယ်အကတော့3.5 mm သုံးထားပါတယ်။ဟမ် ပဆိုင်နဲ့အိတ်လေးအတွက်ကိုအခုကတ်ထည့်တဲ့ပဆိုင်အိတ်လေးအတွက်ကိုခြေက5 line ခြေလေးသုံးထားပါတယ်။5 line ခြေနဲ့အက်က3.5 mm သုံးပါတယ်။သူ့ကိုအောက်ခြေကိုဖွမီ20ခုနဲ့စထိုးပါမယ်။ဒါတော့ခြေကိုင်းမယ်။ပြီးတော့ရင် green short လေးစလုံးမယ်။ပြီးတော့ရင်တော့ဖွမီ22ခုစထိုးပါမယ်။ de metal com che ou se နစဲနစဲပြီးတော့ရေခု20တတာ21ခုပုံမှန်20ခုထိုးမယ်အဲ့ဆိုရင် ူအနက်ကရက်တစ်ခုကိုချော်ပြီးတော့20ကောက်20မြောက်မှာတိုင်းအတိုလေးသွားထိုးပါမယ်ဆိုရင်သူတိုင်းအတိုလေးတိုင်းအတိုလေးသွားထိုးမယ်သူမှာအဲဆိုအလုံးသွားဖွင့်ပြီး20ဒီဘက်ကကျန်တဲ့ဖွင့်ပြီး20ပေါ်မှာတိုင်းအတိုလေး20ထိုးပါမယ်အဲဆိုသူ့ဘေးရတိုင်းထဲမှာသွားပြီးတော့တိုင်းအတိုလေးထိုးမယ်အဲဆိုနှစ်တိုင်းအလုံး20တိုင်းတို့20ရှိပါမယ်ဆင်ဂယ်ခရိုရှေးကိုတိုင်း20ရှိပါမယ်ဒီကနေပြီးတော့ ီအဆုံးအဆုံးထိရအောင်ထိုးပါမယ်။အခုအခုဒီမှာသူကတိုင်းတို့19ခုထိထိုးလာပြီ။ဒါဆို20 20ခုမြောက်တိုင်းမှာခုဒီစားခဲ့တဲ့အမီလေးကိုဒီကျိုးလေးကိုပါတခါလဲတင်ပြီးတော့ထိုးမယ်ဆိုလို့ရှင်။အရှိုးလိုက်ပြီးတော့သူ့မှာရစ်ထားလိုက်။ရစ်ပြီးသွားတော့မှတိုင်းတို့ဆက်ထိုးမယ်။တိုင်းတို့ဆက်ထိုးပြီးတော့ဒါဆိုဒါပထမဆုံးအောက်ခြေ တိုင်းတို20နဲ့အတန်းလေးရမယ်ပြီးတော့ရင်တော့သူ့ကိုတစ်ဖက်ကိုလှည့်မယ်တစ်ဖက်လှည့်လို့ရှိရင်အခုဒီမှာတစ်ဖက်လှည့်လိုက်တယ်နောက်တစ်တန်းထိုးဖို့တစ်ဖက်လှည့်ပြီးသွားရင်သူ့ကိုအခုဒီမှာအက်ကလေးကိုဒီလိုရစ်ပြီးတော့ယူလိုက်တယ်ဖုံးမီတစ်ခုမထိုးတော့ဘဲနဲ့အက်ကိုဒီလိုရစ်ယူလိုက်တယ်ပြီးရင်အောက်ဆုံးမှာပထမဆုံးစတွေ့တယ်တိုင်ရပေါက်ထဲဝင်တယ်ပြန်တိုင်တို့ထိုးတို့လိုပဲခြေကောက်ပြီးတော့ဆွဲထုတ်မယ်။အဲဆိုအပ်ပေါ်မှာဒီလိုလေးရမယ်။ နောက်တစ်ချိန်ခြေောက်ပြီးတော့ဒီနှစ်ခုစလုံးကိုရှိသမျှကြိုးတွေအကုန်လုံးကိုပြန်ဆွဲထုတ်မယ်ဒါဆိုရင်ထောင်ဆောင်ကတိုင်တိုးတိုင်ရမယ်ပြင်ကျန်တာလည်းဒီဘက်မှာတိုင်တိုးတွေဆက်ထိုးသွားမယ်အားလုံးမှာအောက်ခြေက foundation က20ရှိတယ်ဆိုတော့သူလည်းအပေါ်တန်းကလည်းဒုတိယတန်းမှာလည်း20ရှိရမယ်ဒီနဲ့တော့ဒါဆိုဒီဒီအောက်ကတိုင်တွေအားလုံးမှာတိုင်တိုးတိုင်ရင်းစီလိုက်ပြီးတော့ထိုးမယ်အားလုံး20စုစုပေါင်း20ရှိပါမယ်အဲ့တော့အခုဒုတိယတန်းလဲဒီမှာ16ခုထုတ်ပြီးသွားပြီနောက်ဆုံးဒီမှာ ဆိုတာတိုင်တိုလေးဒုတိယတန်းအတွက်ကိုတိုင်တိုလေး20 20ထိရောက်ပြီရောက်ပြီဆိုရင်တစ်ဖက်လှည့်မယ်တစ်ဖက်လှည့်ပြီးသွားပြီဆိုရင်ခုဒီကျိုးလေးကိုဒီလိုလိမ့်လိုက်တယ်လိမ့်ယူပြီးသွားပြီဆိုတော့မှအခုပထမဆုံးတွေးတဲ့အတိုင်းထဲမှာသွားပြီးတော့တိုင်တိုလေးဆက်ထုတ်မယ်ဆိုရင်အကောင်တော့တရစ်တင်ပြီးတော့ခြိဆွဲပြီးတော့ဖြုတ်လိုက်မယ်။ဒါဆိုရင် တတိယတန်းအတွက်ကိုပထမဆုံးတတိုင်ရမယ်အားလုံးဒီမှာလဲ20ဆက်ထိုးပါမယ်အဲ့ဒီနေ့တိုင်းပဲဒီကတတန်းပြီးတတန်းထိုးမယ်အားလုံး50နဲ့2တန်းရှိပါမယ်ဒီလိုမျိုးအတန်း52တန်းရှိပါမယ်ဆိုကျန်တာတွေလည်းအကုန်လုံးသူ့တိုင်းပဲဆက်ထိုးမယ်အားလုံးသွားပတ်စံအိတ်ကလေးကိုသူ့ရဲ့ပတ်စံအိတ်လေးရဲ့အမြင်က14တန်းရှိတယ် စလေးတန်းဆိုတော့သူအဖုံးမအပါဆိုလို့ရှင်52တန်းရှိပါမယ်။ဒါဆိုအခုဒီမှာပစံအိတ်လေးတွက်ကိုအားလုံး52တန်းအထိထိုးပြပါပြီ။ဆိုရင်52တန်းထိုးထားမယ်။ထိုးထားပြီဆိုလို့ရှင်ခုသူက14တန်းရှိတယ်။ဒါဒီလိုအဖုံးလေးရဲ့ဆိုရင်ပစံအိတ်ပုံလေးရတယ်လို့ရှိမယ်။အဲ့တော့အားလုံးခုဒီလိုက14တန်းရှိတယ်။14တန်းအမြင့်က14တန်းစီဆိုတော့အားလုံးပါ အစအဆုံးဆိုရင်50မီတန်ထိုးထားပါမယ်ပြီးတော့ရင်တော့သူ့ပုံမှာကပ်ဖို့ဖဲပြားလေးဖဲပြားလေးကိုလည်းသူ့လည်းထိုးထားမယ်သူကအဆိုရင်သူဒီပဆိုင်ပုံမှာကပ်မယ်ဖုံးအဖုံးလေးပုံမှာကပ်မယ်ဖဲပြားလေးကိုတော့သူကအလုံး22ခုဖွမီးကို22ခု22တိုင်ဖွမီး23ခုနဲ့ဒီဟာတိုင်တိုလေး22တိုင်ထိုးပါမယ်တိုင်တို22တိုင်ရဲ့ဒီလိုအတန်းကအတန်းက12တန်းထိုးပါမယ် ဆိုသူ့ပေါ်မှာဖဲပြားလုပ်ပြီးကပ်ဖို့အတွက်ကိုဒါဆိုရင်ဒါလေးလည်းထိုးထားမယ်ဒီဟာဖဲပြားရဲ့အပေါ်ဘက်အချမ်းလေးဖဲပြားရဲ့အောက်ဘက်အချမ်းဒီဘက်ကအောက်ကအမိလေးအတွက်ကိုဖမိလေးအားလုံး22အာ23ခုထိုးပါမယ်10 တဲ့နဲ့နဲ့နှစ်တော့23ခုထိုးမယ်23ခုထိုးပြီးရင်တစ်ခုကျော်ပြီးတော့20နဲ့မှသွားပြီးတော့တိုင်တိုလေးတွေထိုးမယ်တိုင်တို10ခုထိုးပါမယ်တဲ့နဲ့တော့လေးဟောချက်ဟော ။အဲဆိုရင်တိုင်းတိုးဆက်ကုထိုးပြပြဆိုလို့ရှိရင်ဒီမှာသူ့ဘေးမှာနောက်နောက်ဖုံမီတစ်ခုမှာရှက်ကော်လေးထိုးမယ်။ရှက်ကော်လေးနှစ်ခုဆက်ထိုးမယ်။ဒီနဲ့အဲဆိုရင်တိုင်းတိုးဆက်ကုရဲ့ရှက်ကော်နှစ်ခုရဲ့အဲဆိုဒီဘက်မှာကျန်တဲ့ဆက်ကုမှာတိုင်းတိုးဆက်ကုဆက်ထိုးမယ်။ ။အဲဆိုရင်ဆက်ကုထုတ်ပြီးဆိုလို့ရှိရင်တစ်ဖက်လှည့်မယ်။ဆိုင်ကိုထိုးပေးဆိုလို့ရှိရင်တစ်ဖက်လှည့်မယ်တစ်ဖက်လှည့်ပြီးတော့အပေါ်တန်းတက်မယ် ဆက်ခုထိုးပြီးဆိုလို့ရှိရင်သူကဈာထဲမှာရှက်ကော်လေးနှစ်ခုထိုးမယ်။ဒါဆိုရင်ဒီဈာထဲမှာရှက်ကော်လေးနှစ်ခုထိုးပါမယ်။ရှက်ကော်လေး ဆက်ကော်လေးနှစ်ခုထိုးပေးဆိုလို့ရှိရင်ဟိုဘက်မှာတိုင်နေဆက်ထိုးပါမယ်တိုင်ကဒီဘက်မှာ10တိုင်ဆက်ထိုးပါမယ်ဆက်ဆက်ရအဲ့တော့အပေါ် နောက်ထပ်ဒီမှာခုနှစ်တန်းရပြီဆိုလို့ရှိရင်ပေါ်မှာ၄တန်းကိုလည်းဒီတိုင်းပဲထိုးမယ်ဘေးနှစ်ဖက်က တိုင်တူ၁၀တန်းအလယ်မှာ ရှက်ကောနှစ်ခုနဲ့အားလုံးပေါင်း၆တန်းထိုးပါမယ်နောက်ဆိုရင်၆တန်းအထိထိုးပြီးပြီဆိုလို့ရှိရင်သူ့ကိုနောက်ဆုံးမိလေးတစ်ဆက်ထိုးပြီးတော့ဖြတ်ထားလို့ရပြီဖြတ်ပြီးတော့ဒီချီလေးကိုအစတတ်ထားလို့ရပါပြီ ပတ်စံအိလေးအတွက်ကို အောက်ခံထိုးထားပြီးပြီးအောက်ခံထိုးပြီးတော့အဖုံးမှတက်မဲ့ဖဲဖဲပွင့်လေးရဲ့အပေါ်ပိုင်းဒါဖဲပွင့်လေးအပေါ်ပိုင်းအကြီးလေးရဲ့အောက်ဘက်ကဖဲပွင့်ရဲ့အမီလေးရဲ့ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီဟာလေးဖဲပွင့်အလဲမှာအုပ်ဖို့အတွက်ကိုသူကတိုင်15တိုင်နဲ့အတန်းလေး3တန်းထိုးထားပါမယ်ထိုးထားပြီးသူ့ကိုကျိုးရှိရှိလေးနဲ့ဖြတ်ထားကျိုးရှိရှိလေးချမ်းပြီးတော့ဖြတ်ထားမယ်သူပြန်ချုပ်ဖို့အတွက်ပေါ့ ပြီးရင်တော့အခုဒီဖဲပြားလေးတွေကိုဖဲပြားပုံစံလေးဖြစ်အောင်ဒီနှစ်ခုကိုတွဲပါမယ်ဆိုတော့လက်ချောအပ်လေးနဲ့လိုက်တွဲမယ်ဆိုသူရဲ့အလဲကော ဆိုရင်သူ့ကိုဖဲပွဲပုံစံလေးဖျောက်လိုက်တွဲမယ်။ ိုဖဲပွင့်လေးတွဲပြီးဆိုလို့ရှိရင်တော့ဒီဟာကိုအလဲအတို့ပတ်ဖို့ဒါလေးနဲ့လိုက်တွဲပါမယ်ဒီဆိုရင်ဥဖဲပွင့်လေးအလဲမှာ ြားလေးလိုက်တွဲမဲ့သို့ ဟုတ်ဆိုရင်ကတ်ဟိုတာလုံးမဲ့အိတ်ကလေးအတွက်ကိုဒီပက်ဆိုင်အိတ်ပေါက်စလေးအတွက်ကိုအိတ်အခံလမ်းထိုးပြီးသွားပြီသူအပေါ်မှာလှဆင်မဲ့ဖဲပြားလေးလည်းထိုးပြီးပြီဆိုလို့ရှင်သူတို့ကဟိုပြန်တွဲပါမယ်အိတ်အတွက်ကသူကအဲ့ရဲ့အမြင်ကအဲ့ရဲ့အကျယ်ကတိုင်အာတိုင်တိုလေး20ရှိတယ်အရဲ့ကျဲတိုင်တို20အမြင့်က14တန်းရှိပါတယ်အဲ့တော့အမြင့်က14တန်းဆိုတော့သူ့ကို ခောက်ပြီးတော့ဒီမှာသူက ့တို့ဖောက်ပြီးတော့သုံးမယ်ဆိုတော့ဒါဆိုရင်ဒါအရှိအနောက်ရဲ့အဖုံးရဲ့အလုံးပေါင်း42တန်းထိုးထားပါတယ်ဆိုရင်သူ့ကိုအဖုံးလေးမှာသွားပြီးတော့အလားစင်တဲ့ဟာလေးကိုတတ်ပါမယ်ဒီဖယ်ပြားလေးကိုသွားတတ်မယ်အဖုံးလေးမှာဆိုရင်ဒီအနားနဲ့အဲ့ရဲ့အနားနဲ့ဖယ်ပြားရဲ့အနားလေးကိုတွဲပြီးတော့တွဲပါမယ် အရင်ဥဆုံးရှက်ကောလေးအာအရင်ဥဆုံး green shot လေးစလုံးမယ်ကြိုးဖြူလေးနဲ့တောင်းတယ်ဆိုတော့သူ green shot လေးစလုံးမယ်ဒါဆိုရင်တော့အခုဒီဖဲပြားနဲ့အိတ်နောက်ခံလေးနဲ့အိတ်ကလေးနဲ့တွားပြီးတော့တွဲမယ်။တို့ခြေကောက်လိုက်ပြီးတော့ဒီမှာဆွဲထုတ်မယ်။တို့ရှက်ကော်လေးနဲ့စတွဲလိုက်တယ်။ပြီးတော့ရင် ဖမီးတစ်ခုထိုးတယ်ဖမီးတစ်ချက်ထိုးပြီးသွားရင်အိတ်နဲ့ဖဲပြားနဲ့ကိုရှက်ကောနဲ့တွဲမယ်အဲ့ရောဖဲပြားရောပေါအောင်ယူပြီးတော့နောက်ခလုံးပေါအောင်ယူပြီးတော့သူရှက်ကောလေးနဲ့တွဲမယ်နေဖမီးတစ်ချက်ထိုးလိုက်တယ်ပြီးရင်နောက်ခုစလုံးပေါအောင်လို့အဲ့ရောဖဲပြားရောပေါအောင်ယူမယ်ရှက်ကောလေးနဲ့တွဲမယ်အဲ့ဆိုရင်ဒီအနာတက်လျှောက်မှာအိုက်တိုင်းပဲထိုးပါမယ် ဆိုရင်သူ့ကိုဒီဖယ်ပြားလေးနဲ့သွားပြီးတော့တွေ့ထားမယ်အဲ့တော့ဖယ်ပြားရှိတဲ့နေရာမှာတော့နှစ်ခုလုံးကိုအဲ့ရောဖယ်ပြားကိုတွေ့ပြီးတော့ထိုးလိုက်တယ်ဖယ်ပြားမရှိတော့မရှိတဲ့နေရာ အောက်ဖက်ဒီဒီအောက်တေးဆိုလို့ရှိရင်တော့သူ့ရိုးရိုးပဲအနားလေးပဲလိုက်ထိုးမယ်ဆိုရင်ပေါ်မီတစ်ချက်ချက်ကော်လေးတစ်ချက်အဲအိုက်တိုင်းမဲ့ဒီအနားတွေမှာလည်းလိုက်ထိုးပါမယ် ။အဲဆိုရင်ဒီနားပတ်လဲအတိုင်းပဲ။အဲထိုးပါမယ်။အဲဆိုလို့ရှိရင်ခုဒီအောက်အနားရပြီဆိုရင်သူ့ကိုဖယ်ပြားစီပြန်ရောက်ပြီဆိုတော့အဲဆိုဒီဖက်ပွင့်လေးနဲ့ပြန်ပြီးတော့ကတ်ပြီးတော့ထိုးမယ်။ဖက်ပွင့်ရှိတယ်ဆိုဖက်ပွင့်နဲ့ပြန်တွဲပြီးတော့ထုံးမယ်။ဖုံးမိတစ်ချက်ရှက်ကောတစ်ချက်ရှက်ကောနဲ့တွဲမယ်။ ုမီတစ်ချက်ချက်ပေါ်နဲ့တွဲမယ်ချက်ပေါ်နဲ့တွဲမယ်ဒီတစ်ချက်ချက်ပေါ်နဲ့တွဲမယ်အဲ့ဆိုရင်ဒီအတိုင်းပဲအပူဖဲပြောက်ပုံသားရေးဆိုလို့ရှိရင်ကျန်တာတွေကအနားတွေကဒီတိုင်းပဲလိုက် ိုကြံတဲ့အနားတွေလည်းအခုဒီအနားဘက်လည်းဒီအထိအဆိုဒီအထိပြန်ထိုးပါမယ်ဒီအထိအဲ့ဒီတိုင်းပဲဖော်မီတစ်ချက်ရှက်ကောတစ်ချက်နဲ့အနားလေးလိုက်ကောပါမယ်အစောင်းခုဒီအနားလေးတစ်ပတ်လုံးပတ်ပြီးထိုးပြီးတော့ဒီအစာကိုပြန်ရောက်ပြီးဆိုလို့ရှိရင်သူ့ကို အစာလေးတက်ပြီးတော့တင်ချီကိုဖြတ်ထားလို့ရပြီ။ သူ့အထက်မှာခြေကို အစာတက်ပြီးတော့တင်ထားလို့ရပြီ။ ချေစားတတ်တိုင်းပြီဆိုလို့ရှင်အခုသက်ဆိုင်အိတ်ကလေးရဲ့တခုတင်ပါသူ့ရဲ့ဘေးနှစ်ဖက်ကိုလိုက်တွဲမှာဆိုဒီဘေးနှစ်ဖက်ကိုလိုက်တွဲပါမယ်အဖုံးနေရာခြံထားပြီးတော့ဒီဘေးတွေကိုလက်ချုပ်အားလေးနဲ့လိုက်တွဲမယ်တွဲကင်မာတို့ကျဲသေးလေးတတ်ပါမယ်ဆိုရင်မထမတက်ခင်မှာသူ့ကိုကျဲသေးလေးတက်မယ် 是啊，都我的嘛。 ဆိုတော့ပြီးရင်ဒီဘက်ဘေးလေးတွေကိုလက်ချုပ်အားလေးနဲ့လိုက်တွဲမယ်ဆိုတော့အပေါ်အောက်က14ဒန်းစီရှိတယ်ဒီဟာက14ဒန်းစီဟောသူရဲ့14ဒန်းရှိတဲ့နေရာနှစ်ခု aber die werden halt teurer, ne? ဆိုရင်ဒီကနေဒီအောက်ထိတွင်မယ်ဒီဘက်ချောင်းလည်းအဲ့လိုပဲတွဲပြီးတော့ချုပ်ပါမယ် ။ဆိုတော့သူဒီအဆုံးသတ်ရပြီဆိုလို့ရှင်သူခြေကိုအစာတက်ပြီးတော့တိမ်မယ်။တိမ်ပြီးတော့နောက်တစ်ဖက်ကိုလည်းအဲ့ဒီတိုင်းပဲလိုက်ထွင်းမယ်။ ဆိုရင်ဒီဘက်ကိုလည်းအဲ့ဒီတိုင်းပဲသွားပြီးတော့တွင်မယ်သူ့ကိုလည်း ဆိုဒီနားတွေအကုန်လုံးနှစ်ဖက်စလုံးလုံးဒီလိုပဲတွဲချုပ်လိုက်ရင်ဒီထိမှာအိတ်ကလေးရပါမယ်။ ဆိုလို့ရှိရင်တော့ချက်စရာကောင်းတဲ့အဆန်အေးတည်တည်လေးရပါပြီ။